အဲ့တော့ငါဆိုရင်တော်တော်အဆင်မပြေတာပေါ့နော်အဆင်မပြေမှုတော်တော်ရှိခဲ့တယ်အဲ့ကြောင့်စီဝါငါစီဝါလူမြညာလှုပ်လို့တော့မအဆင်မပြေတော့ဘူးငါစီဝါချာမှရတော့မယ်ဆိုတဲ့အခြေအနေပေါ့နော်အဲ့ချက်မှာလက်ထက်မှာပတ်စံ9သိန်းပဲရှိတယ်အဲ့တော့ငါဆိုရင်အဲ့လုပ်ငန်းကိုကဘာမှကိုနားမလည်ဘဲနဲ့ကိုလုပ်ခဲ့ရတာဟိုပြန်လာတဲ့အချိန်မှာကို့မိသားစုကကို့ကိုမမှတ်မိဘူးအဲ့လောက်တီကိုစညာတန်းတန်းလုပ်ခဲ့တာအဲ့တော့ကိုရဲ့စိတ်ကဘလို့ပြောင်းလဲသွားလဲဆိုတော့ဒီတော့စီးချင်ခဲ့တာ Land Cruiser တို့ Prado တို့တိလား တကယ်အဲ့လိုမျိုးဟိုဟိုအင်းစည်းကားလေးစီးချိန်ခဲ့တာပေါ့အဲ့အချိန်မှာသူ့ရှုံးတော့လှမ်းကြည့်လိုက်တော့ double cut လိုက်ကင်တာ double cut ကြီးအဲ့ကကျွန်တော်ပေးအဲ့ကကြီးနဲ့ကိုယ့်အင်ကိုပြန်သွားခဲ့တဲ့အချိန်မှာကိုကိုအမျိုးသမီးကိုကိုပြောမိမကြီးငါကားပြန်စီးနိုင်ပြီဆိုတော့မြေကြီးကြပြီပြန်လာရမ်းမိုက်ဇလန်လေးကတော့ ိုကိုရိုင်းမွမ်းမံထားတဲ့ကားလေးကိုကိုရိုင်းဖန်တီးထားတဲ့ကားလေးပေါ့နော်အခုဇလန်းလေးကတော့အဓိကတော့ဒီမိဘမဲ့ကလေးတွေမိဘမဲ့ကလေးတွေနောက်တစ်ချိန်မှာသူတို့ရဲ့ဘဝတွေကဟုတ်အရင်တုန်းကတော့လက်သမားဆရာအဖေကလက်သမားဆရာဆိုတာသမီးကလည်းလက်သမားဖြစ်သွားပါဘောနော်အဲဆင်းရဲတဲ့ဘဝတွေရှိတာပါအဲ့ဘဝလေးတွေအဲ့လိုမျိုးမျိုးဖြစ်စေချင်ဘာကြောင့်ဖြစ်ဖြစ်အဲနောက်တစ်ချိန်မှာသူတို့စူးစမ်းရင်စူးစမ်းသလို ပညာတတ်လူဒန်းစားလူဒန်းစီအနေရတဲ့နေရနဲ့ဖြစ်နိုင်နေဆိုရဲဟာအကြောင်းတရားလေးတွေဖြစ်အကိုရဲ့ဘဝလွန်ခဲ့တဲ့10နှစ်လောက်မှာဖြစ်တည်ခဲ့တဲ့ဘဝတွေပေါ့နော်ကိုရောအရင်ဟိုအဆင်မပြေတဲ့ဘဝတွေရှိခဲ့တယ်အဲ့ဘဝတွေလွန်ခဲ့တဲ့10နှစ်လောက်ကအကြောင်းတော့ကအဲ့အကြောင်းတော့ကကိုကဒီအလုပ်တစ်ခုသွားလုပ်တာနေမှာနေမှာသွားလုပ်တော့အဲ့ကလေးလေးနေတဲ့ယောက်မှာ ကိုအလုပ်သွားလုပ်တာယောက်လေးကလည်း အင်ဂျီ15အင်လောက်ပဲရှိတော့အဲ့အင်လေးကိုရောက်သွားတာရောက်သွားတော့အဲ့မှာအဲ့အဲ့အဲ့ရွာကိုရောက်သွားတော့အဲ့ရွာမှာနေတဲ့ကလေးလေးတွေကလေးတန်းထိပဲကြောင်းနေတယ်လေးတန်းပြီးတာနဲ့တောင်ရလှုပ်လှုပ်ကြတယ်အဲ့ကလေးလေးကိုမြင်တော့ကိုကအဲ့အိမ်မှာပဲကိုကနေရတော့ဒါကြောင်းမတက်ရှင်ဘူးလားဆိုတက်ရှင်တယ်အမှန်ပါလို့အင်ကမထားနိုင်ဘူးဆိုတော့ဦးထားကြောင်းထားပြီးမယ်နေမလားနေမယ်တဲ့ရန်ကုန်ခေါ်လာပြီးကြောင်းထားပေးခဲ့တာဆိုတော့အဲ့ဒါကိုကိုကအဲ့တုန်းကဇန်ညုံရေးထားတယ်ငါအကြောင်းတရားမျိုးမျိုးကြောင်းပေါ့နော် ဒီအနုပညာလုပ်ကိုဆက်ပြီးတော့လုပ်ဖြစ်ခဲ့တယ်ဆိုရင်ဒီအကြောင်းတရားလေးယူတော့ရိုက်ရှင်းတယ်ပေါ့နော်ဆိုတော့စီဝါရှာတဲ့ကားမျိုးတော့မဟုတ်ဘူးကိုကလေဆိုတော့ပညာပေးကားဖြစ်တယ်ပေါ့နော်အမှန်တိုင်းပြောရရင်တော့အလုတ်သွားလုတ်တာပေါ့အဲတုန်းကဆက်သွယ်ရေးလုပ်ငန်းလေးတွေအဆင်ပြေတဲ့လုပ်ကိုလုပ်ရတာပေါ့နော်လွန်ခဲ့တဲ့15နှစ်လောက်အဲဆိုတော့2000နဲ့ ဆက်နှစ်ဆက်တုံးအဲ့ချင်းအဲ့တုန်းကရှိခဲ့ဘူးလေအဲ့တုန်းကဆိုရင်တတော်အဆင်မပြေတာပေါ့နော်အဆင်မပြေမှုတော်တော်ရှိခဲ့တယ်အဲ့ကြောင့်စီဝါငါစီဝါလူမြတ်လို့လို့တော့မဆင်မပြေတော့ဘူးငါစီဝါချာမှရတော့မယ်ဆိုတဲ့အခြေအနေပေါ့နော်အဲ့ချင်းမှာလက်ထက်မှာပတ်စံ9သိန်းပဲရှိတယ်အဓိကတော့ကုမိသားစုရက်တီဖို့အတွက်ခက်ခဲနေတဲ့အကြောင်းတရားပဲလေဘလို့မှရက်တီတော့ဒီနုပညာလို့လို့နဲ့သူရက်တီလို့မရနိုင်တော့အဲ့ကြောင့်ကိုကလူမြတ်လို့လို့ကဆက်လို့လို့တော့မရတော့ဘူးဆိုတဲ့အကြောင်းအဲ့တုန်းကလည်း အဲမိသားစုနဲ့ဖြစ်လာပြီပေါ့နော်ဖြစ်လာတဲ့အချိန်မှာကိုကအိမ်တော်ဦးစီးဖြစ်သွားပြီလေအဲ့တော့အိမ်တော်ဦးစီးဖြစ်သွားတော့ကိုအလုပ်လုပ်မှရတော့မယ်ဆိုတော့လှချင်လို့မရတော့ဆိအဲ့ပထမဆုံးစလုပ်တဲ့လုပ်ကငွေ9သိန်းနဲ့စခဲ့ရတယ်အဲ့လိုလေးစလုပ်နေရင်လည်းမဆက်သွယ်ရေးလုပ်ငန်းတွေစလုပ်ရမှာအဲ့တော့ကကုမ္ပဏီတော်မထောင်ခဲ့နိုင်ဘူးစက်ကုန်းဘဝလုပ်ခဲ့ရအဲ့ဘဝလေးမှာဖြစ်ဖြစ်ပေါ်လာခဲ့တာပေါ့ဒီဇလန်းလေးရလေအဲ့တော့ကကိုရေးခဲ့တာပေါ့အဲ့ဝေးတာပေါ့ နေနေဆက်တီလေနေဆက်တီမှာသွားလုခဲ့ရတာအဝေးကြီးပဲอืมစင်ပြေတယ်လို့ပြောရမှာပဲဟိုအကူကရန်ကြိုးစားတယ်ရန်ကြိုးစားတယ်ဟိုအလုပ်တစ်ခုလောလောကူကူနဲ့အတိတ်အ short မပေးတတ်ဘူးအဲ့လုံငါဆိုရင်အဲ့လုံငန်းကိုကဘာမှကိုနားမလည်ပဲနဲ့ကိုလုခဲ့ရတာငါအောင်မြော်လုပ်မယ်ဒီလုပ်ကိုငါဆုံးဖြတ်ပြီးသွားအောင်မြော်လုပ်မယ်ဖြစ်ဖြစ်ဖြစ်ခဲ့တာကမင်းသားပေါ့ဒါပေမဲ့လုခဲ့ရတာဆောက်လို့ရေးဆိုတော့ ဆောက်လို့ရေးပေါ်ပါဘောနော်ဆောက်လို့ရေးတော့ဆက်သွယ်ရေးပေါ်ပါဘောနော်ဆက်သွယ်ရေးလုပ်ငန်းတွေလုပ်ခဲ့တဲ့ပေါ်ပါဆိုတော့အရန်ပင်ပန်းတယ်ဟိုပြန်လာတဲ့အချိန်မှာကို့မိသားစုကကို့ကိုမမှတ်မိဘူးအဲ့လောက်တီကိုစဉ္ညာတန်တန်လုပ်ခဲ့တော့မိုက်တော့မိုက်တယ်ဟိုပရမောဆုံးဆောက်လို့တော့ဆက်ကုန်းပေါ့ဆက်ကုန်းပေါ်ကလေးရနေပြီးတော့အဲ့လိုမျိုး3 4 5သိန်းလေးစု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 ပြီးတော့ main ကုန်းဖြစ်အောင်ကိုကစူးစမ်းရင်းနဲ့အဲကုမ္ပဏီမှာတိုက်ရိုက်စာချုပ်ချုပ်နိုင်အောင်စူးစမ်းရင်းနဲ့မှအဲ့လိုအခုအခုကုမ္ပဏီရနေပြီးကိုလှမ်းပြီးတော့ ငါမအလုပ်ရှိနေပြီမင်းလုံမလားဆိုလှုပ်ရှင်နေကိုရုပ်ရှင်မရိုက်တော့မရိုက်တော့ကျွန်တော်လှုပ်လို့ဒီလှုပ်ကိုကျွန်တော်ကျွမ်းညင်နေပြီပေါ့နော်โอเคလှုပ်ဆိုလို့လှုပ်လိုက်တာဆက်သွယ်ရေးလုပ်ငန်းတွေဆက်သွယ်ရေးတာဝါတိုင်းတွေအဲဒီလုံကထောက်အောင်လာတော့ပြန်လာတဲ့အချိန်မှာကျွန်တော်ကိုဟဲ့အောင်မင်းမင်းလှုပ်ခဲ့တာလှုပ်ကโอเคတဲ့ငါကြိုက်တယ်ပေါ့နော်ဟိုပတ်စံပတ်စံပေးမယ်တဲ့ပတ်စံပေးပါပတ်စံမကျွန်တော်ပတ်စံမလိုချင်ဘူးကျွန်တော်ပတ်စံရှာနိုင်သွားပြီဆိုတော့ဖြစ်ကျွန်တော်သူကလည်းအဲ့ဒီမှာ ရှိုးရုံကားရှိုးရုံ ရှိသေးတယ်ဆိုတော့သူ့ရှိမှာကားစည်းတွေ့တယ်အဲ့တော့ကိုရဲ့စိတ်ကဘလို့ပြောင်းလဲသွားလဲဆိုတော့ပြင်တော့စီးချင်ခဲ့တာ Land Cruiser တို့ Prado တို့တိလာတကယ်အဲ့လိုမျိုးဟိုဟိုအင်းစည်းကားတွေစီးချင်ခဲ့တာပေါ့အဲ့ချိန်မှာသူ့ရှိုးရုံကိုလှမ်းကြည့်လိုက်တော့ Double Cab လေး Canter Double Cab ကြီးအဲ့ကားကျွန်တော်ပေးလို့အဲ့ကားကြီးနဲ့ကိုယ့်အင်ကိုပြန်သွားခဲ့တဲ့အချိန်မှာကိုကိုအမျိုးသမီးကိုကိုပြောမိမကြီးငါကားပြန်စီးနိုင်ပြီဆိုတော့မြေကြီးကြပြီပြန်လာရမ်းမိုက် အရမိုက်အဲ့ဘောကပြောရင်တော့ဒီ freedom ပြန်ပြန်ရတော့ဗောနော်အာမင်ပြန်ပြန်ပြန်လာတော့6နှစ်လောက်ကြာပါတယ်ထာ6နှစ်လောက်ကြာပါ6နှစ်လောက်ကြာပါနောက်ပိုင်းကျတော့အကူအလုပ်ရန်ကြိုးစားတယ်နောက်နောက်နောက်ပိုင်းကျတော့ဒီဆက်သွယ်ရေးလုပ်ငန်းတွေကနေတဆင်နောက်လုပ်ငန်းလေးတွေထပ်ရလာတာဗောနော်ဆောက်လုပ်ရေးလုပ်ငန်းလေးတွေရလာတယ်အဲ့လာရတော့တော့လုပ်ငန်းလေးတွေနေအဆင်ပြေလာတော့ဗောပြေတယ်လေချိန်မှာအခုကတော့ကာရှိုရွန်းလေးလောက်ထားတော့ဗော တပိုင်းတနိုင်လေးပါပဲအကြီးတော့မဟုတ်ပါဘူးအဲကာချွန်ဖွင့်ပြီးတော့ကားတော့ဝန္ဒနာရမ်းပါတယ်ရမ်းဖြစ်သွားတာ